ီနေ့မနေ့တော့အလုံးမသွားခင် USA မှာ to go restaurant ဖွင့်ကျင်နေသူတွေအတွက်နည်းနည်းလေးအာစကားပြောကြမယ်ပေါ့နော် to go restaurant ဖွင့်ဖို့အတွက်ဆိုပြီးတော့အကိုတယောက်ကလည်း comment လာရေးတယ်ပေါ့နော်ဒီတော့နီနီတို့စပြီးတော့ဟိုစိုင်ဖွင့်မယ်ဆိုတော့ပြင်ဆင်ခဲ့တဲ့အကြောင်းလေးကိုတစ်ချက်လောက်ပြောပြချင်ပါတယ် to go restaurant ဆိုတာကတော့အရင်နီးပို့ပြီးတော့နေပါတယ်အဲ့တော့နီနီတို့အခုနီနီနေတဲ့နေရာကတော့ Lancaster ဖန်ဆီဗီးနီးယားဖြစ်ပါတယ်အဲ့ဒီမှာနီနီတို့ကဘာရှာလဲဆိုတော့ to go restaurant ဆိုလို့ရှိရင် commercial kitchen ကိုရှာပါတယ်အဲ့တော့ commercial kitchen တွေဟာဒီလက်ကစားမှာမမဟုတ်ပါဘူးတခြား state တွေရတခြားမြို့နယ်တွေမှာလည်းရှိကောင်းရှိနိုင်ပါတယ်အရှိတော့ရှိတယ်ပေါ့နော်ဒါပေမဲ့မြို့တိုင်းမှာလို့စတိတ်တိုင်းမှာလို့မဆိုလိုပါဘူးစတိတ်တော်များများမှာတော့ commercial kitchen ကရှိပါတယ်ဒီ commercial kitchen ရဲ့သဘောတရားကတော့ဒီ fully equipped အမ် communication ပေါ့နော်သူမှာ guest house တွေပါမယ်ရုပ်ဆော့အစုံဒီအုတ်ခွက်ပကံတွေပါပါပြီးသားပေါ့နော်ဆိုတော့ rent ကလည်းအတော်လေးတက်တာတယ်လို့ပြောလို့ရပါတယ်သူကအဲ့ဒီတုန်းကဆိုလို့ရှိရင်1000 square feet ကိုမှအမ်အော်700 square feet ကိုမှ 900ဒေါ်လာ1000ပေါ့เนาะဒါက busy area တွေဆိုလို့ရှိရင်เนาะဈေးအနည်းငယ်ပိုများတတ်ပါတယ်အာနည်းနည်း less area ဆိုလို့ရှိရင်တော့ဟိုမ busy တဲ့ area ဆိုလို့ရှိရင်เนาะ900 900နဲ့ရတတ်ပါတယ်အဲ့တော့ဒီဟာကို handle လုပ်မယ်လို့ဆိုတဲ့အခါကျတော့ကိုက only online to go ရောင်းရမှာဖြစ်ပါတယ်အဲ့တော့ကိုကအဲ့ဟာကို confident တိတ်မရှိပါဘူးဒါပေမဲ့အခုနီနီတို့ဆိုင်ဖွင့်လိုက်တဲ့အချိန်မှာထိုင်စားတဲ့နီနီတို့ရဲ့ဆိုင်ကတော့အရင်မကြီးတဲ့အခါကျတော့ပေါ့เนาะ အာသူကောကပုံများပါတယ် online order ပုံများတယ်အာ DoorDash နဲ့ဒီ Uber Eats တို့ကပုံများတယ်ဆိုတဲ့အခါကျတော့သူကောလုတ်ချင်တဲ့သူတွေဒါကတော့နေရာပေါ်မှာမူတည်ပါတယ်နော်နေနေကဒါကိုဟိုအတိအကျအသေးချာကြီးပြောတာမဟုတ်ပါဘူးအဲ့တော့ကိုဖွင့်ချင်တဲ့နေပင်မှာဒီဟာလေးကိုလည်းအာတဆင့်ပြန်ပြီးတဲ့အခါကျတော့မှလေးလာပြီးတော့မှလုတ်စေချင်ပါတယ်အဲ့တော့ဒီ commercial kitchen ရဲ့သဘောတရားကတော့ fully equipped ခေချမ်းတစ်ခုကို customer ကိုငှားပေးတာပါအဲ့တော့သူ့ရဲ့သဘောတရားကဒီဒီနေ့ကဒီ equipment တွေအားလုံးကိုဒီပိုင်နေသူကလည်းဒါတစ်ခုတည်းရှိတာမဟုတ်ပါဘူးသူက bidding တစ်ခုအကြီးကိုစောက်လိုက်တယ်စောက်ပြီးတဲ့အခါကျတော့မှသူ့မှာ drive through တွေလည်းပါမယ်ပြီးလို့ရှိရင်ဒီသူတို့ကိုယ်တိုင်ကလည်းသူတို့ရဲ့ commercialization ရဲ့ဒီ platform မှာ website တွေရှိမယ် application တွေရှိတယ်ဗောနော်ဒီဟာတွေကနေပြီးတော့ပြီးတော့ delivery သူတို့ own delivery တွေရှိတယ်ဗောနော် သူတို့လမ်းမာတဲ့အခါမျိုးမှာ ကိုကဟိုကိုကထိုင်းဆိုင်ရောက်လာလားဆူရှိဆိုင်ရောက်လာလားပေါ့သူတို့ရဲ့ဒီ commercial kitchen ထဲမှာလည်းအများကြီးရှိရဲဒါပေမဲ့တော့ကို့အခန်းနဲ့ကို့ပေါ့နော်ကိုကထိုင်းဆိုင်ဆိုလို့ရှိရင်လည်းကိုရဲ့ area နဲ့ကိုတခြားသူကလည်းသူတို့ရဲ့ area နဲ့သူတို့တခန်းပေါ့နော်အဲ့လိုမျိုးပါအဲ့ထဲမှာတော့ဒီခြေလာတို့ဒီဟို freezer တွေကတော့တခါလေတချို့ kitchen တွေမှာတော့ sharing 300ရာတွေပါတယ်တချို့ kitchen တွေမှာကျတော့လည်း own freezer နဲ့ကိုဘာသာကို own ခြေလာနဲ့ကိုဘာသာကိုပေါ့ အဲ့တော့ဒီဟာဆိုလို့ရှိရင်တော့ဒီဟို less investment ပေါ့မိသားစုနည်းတယ်တယောက်နှစ်ယောက်ထဲနဲ့ကိုကအာဒီလုပ်ငန်းလေးကိုစကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ဒီ less investment commercial kitchen ကနေပြီးတဲ့အခါကျတော့ to go restaurant ကိုစလို့ရပါတယ်ဒီခေတ်က online ကလည်းအရန်ကိုပေါပောက်ရောက်ရောက်ဖြစ်နေတဲ့အခါကျတော့ဒီ online order တွေကအတော်လေးရောင်းရပါတယ် new site မှာဆို ထိုင်စားတဲ့ဒီ to go ကပိုများတယ်ဆိုတဲ့အခါကျတော့ဒါလေးကလည်း option တစ်ခုပါပဲအဲ့တော့ဒီ commercial kitchen ကတော့ owner ကလည်းသူကိုယ်တိုင် marketing လုပ်တယ်ဘာလို့လဲဆိုတော့သူ့ရဲ့နေရာ restaurant တွေကိုရောင်းကောင်းစေချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့မရောင်းကောင်းရအောင်ဆိုလို့ရှိရင်လည်းသူတို့ကအာဟိုသူတို့နေရာကိုငှားမဲ့သူကမရှိဘူးလေအဲ့တော့သူတို့ကိုယ်တိုင်လည်းဒီ marketing တွေလုပ်တဲ့ဒီဟို customer ကို marketing တွေကိုယ့်ရဲ့ဒီ tenant ပေါ့နော်ငှားတဲ့သူကို marketing တွေနဲ့ supporting တွေပေးကြရတယ်အဲ့တော့ကို့မှာလည်းဒီသူတို့ ပေးထားတဲ့ online application လည်းရှိမယ် website လည်းရှိမယ်ပေါ့နော်အဲ့တော့တို့ရဲ့ website ထဲကိုဝင်လိုက်တဲ့အခါမျိုးမှာတို့မှာစိုင်လေးတွေရှိပါတယ်။အဥမာ market ထဲကိုဝင်သွားလိုက်သလိုပဲပေါ့နော်။ဒါကတော့ Thai food ဒါကတော့ Chinese food ပေါ့ဘလို့ဘလို့ food ပေါ့နော်။အာဟို hamburger ပေါ့။အဲ့တော့ customer ကကိုကြိုက်တဲ့စိုင်ကိုနှိုက်ပြီးတဲ့နှိပ်ပြီးတဲ့အခါကျတော့မှ online ကနေ order တင်တဲ့အခါကိုစီကိုအာ order receipt ဖြစ်ပါတယ်။ကိုက prepare လုပ်ထားလိုက်။သူက drive through နဲ့ယူမာလာဒါမှမဟုတ် delivery လာပေါ့နော်။ ဒီဟာကိုတော့ဒီ instruction ထဲမှာပါနေပါလိမ့်မယ်အဲ့တော့ကိုကတော့ပြင်ဆင်ပြီးတော့ delivery လာယူမှာဆိုရင်လည်း delivery ကိုပေးပေါ့မဟုတ်ဘူး drive through customer က pick up လုပ်မှာဆိုရင်လည်း pick up area မှာသွားတင်ပေါ့နော်ဒီလိုမျိုး business လေးတွေလည်းရှိပါတယ်ဒါလေးတွေဆိုလို့ရှိရင်အရင်အနည်းတော်တော်နည်းနည်းနဲ့ကိုစလို့ရပါတယ်အဲ့ဒီတော့ကတော့ LC လိုလားမလိုလားဆိုတာကိုမမေးကြည့်ခဲ့မိဘူးဒါပေမဲ့လိုပါလိမ့်မယ် LC ကလည်းအရင်ဈေးကြီးတဲ့ဟာမဟုတ်တဲ့အခါကျတော့တခုတော့ဖွင့်ထားတင်ပါတယ် အဲဘာလို့လဲဆိုတော့ကိုက tax တွေပါရောဆိုတော့ definitely လိုပါလိမ့်မယ်နော်အဲ့တော့ဒီ to go restaurant ဖွင့်ကျင်တဲ့သူတွေကပေါ့နော်ထိုင်းစာလဲကောင်းကောင်းချက်ချက်တဲဆိုတဲ့အခါကျတော့ဒီလိုမျိုးပေါ့နော်ဟိုတယောက်တည်း business ကိုစကျင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းဒီလိုမျိုးလေးတွေ option option လေးတွေရှိပါတယ်လို့အဲ့တော့ဒီနေ့ um sign ဖွင့်ကျင်တဲ့သူတွေကကြတော့တချို့တွေကကြတော့ sign ဖွင့်ကျင်တယ်အရင်နေ့လည်းရှိတယ် ဲ့မဲ့ဒီ recipe တွေ setup တွေကိုမသိဘူးပေါ့เนาะဒီလိုမျိုးတွေလည်းနီနီကိုအကြံဉာဏ်လေးတွေအာလာတောင်းကြတယ်နီနီကတော့ဒီလိုမျိုးဟိုအောင်မြင်နေတဲ့ sharing လုပ်ပေးတဲ့သူတော့မဟုတ်ပါဘူးဒါပေမဲ့ကိုကအခုအချိန်မှာစူးစမ်းနေရတဲ့အချိန်ဆိုတဲ့အခါကျတော့ကိုလုတ်ခဲ့တဲ့ဟာအတွေ့အကြုံကို ပြန်ပြီးတော့ပြောပြပေးလို့ရတယ်ပေါ့เนาะအဲ့တော့နီနီတို့ ဒီအာဆော့ဆက်နီးတွေကိုနင်နီဒီနောက်ပိုင်းဗီဒီယိုတွေမှာတင်ပေးပါမယ်အာလုံးမဲ့ဟိုကြည့်ပြီးတဲ့အခါကျတော့ဒီသူကဆော့ဆက်နီးရလဲအရင်ကြီးမခက်ပါဘူး basis နီးတည်တယ်ဆိုလို့ရှိရင်ကိုယ့်ဘာသာကိုအာ create ပြန်ပြီးတော့လုပ်လို့ရတယ်ဒီလိုမျိုးဆိုတဲ့အခါကျတော့လေ အားလုံးကိုဒါမျိုးလေးတွေလည်းတင်ပေးသွားပါမယ်အဲ့တော့ to go restaurant စကျင်တဲ့သူတွေအရင်ကြီးအများကြီးမရှိဘူး family လည်းအများကြီးမရှိဘူးဒါပေမဲ့ own business ကိုစွန့်စားပြီးတော့လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီလိုမျိုး commercial kitchen လေးတွေအာမြို့နယ်တိုင်းလိုလိုဒီ state တိုင်းလိုလိုမှာရှိတတ်ပါတယ်ဒါလေးတွေကိုတစ်ချက်ရှာကြည့်ပါเนาะဒါပေမဲ့လုပ်ငန်းကတော့နင်နီကဒါကတော့အောင်မြင်တဲ့ကောင်းတယ်လောက်ပါလို့ force လောက်တာလည်းမဟုတ်သလို um ဒီ suggestion ပဲပေး hint ပေါ့เนาะမသိတဲ့သူတွေအာသိစေချင်တဲ့သဘောနဲ့ပဲနီနီကပြောပေးတာပါအဲ့တော့ to go restaurant လောက်ချင်တဲ့သူတွေ commercial kitchen ကိုရှာပြီးတဲ့အခါကျတော့အရင်နည်းနည်းလေးနဲ့ online နေရနေပြီးတဲ့အခါကျတော့မှရှာပြီးတော့ရောင်းလို့ရပါတယ်ဆိုတော့ဒီ video မှာ highlight ပြောပေးချင်တာတော့ဒါလေးပါပဲเนาะ